ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်70ဆယ်ရပြည့်တဲ့ဒုတိယအစီအစဉ်မှာပြန်လည်ကြိုဆိုရတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့70ဆယ်နဲ့ပတ်သက်ပြီးမှကျွန်တော်ဟိုအကောင်းဆုံးပြောပြပေးသွားမှာဖြစ်တယ်ပေါ့နော်ကျွန်တော်နာမည်အောင်စောတွေ့ပါကျွန်တော်ဒီ70ဆယ်ပြည့်တဲ့ဒုတိယရဲ့ follower တယောက်ဖြစ်ပါတယ်လက်ရှိမှာဒီ70ဆယ်နဲ့ပတ်သက်ပြီးမှကျွန်တော်ဆွေးနွေးတိုင်ပင်ပြီးလျက်ရှိရဲ့အကြံအကောင်းဆုံးပြီးလျက်ရှိပေါ့နော်အဲတော့ကျွန်တော်ကောင်စလင်းယူရှင်နေဆိုရင်ကျွန်တော်အောက်မှာ Viber ဖုန်းနံပါတ်တွေကျွန်တော်ထားပေးထားတယ်ပေါ့နော်အဲဒီအနေနဲ့ကျွန်တော်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ โอเคဗျာဒီနေ့မှာတော့ကျွန်တော်ဒီစိတ်ပန်းဆန်တဲ့ပတ်သက်ပြီးမှာတဘောင်ကစွမ်းအင်နဲ့စိတ်ချမ်းသာရေးပေါ့เนาะအဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်ပေါ်မှာ energy တွေနဲ့ကျွန်တော်တို့နေเนาะထုတ်လွှတ်ပြီးမှလှုပ်ရှားရသလိုပဲကျွန်တော်စိတ်ပန်းဆန်မှာလည်း energy တွေကတက်ကိုလိုတယ်အဲ့တော့ energy လို့ပြောလိုက်တာနဲ့ဘယ် energy တွေတော့ဟိုဘောပြန်လာတော့ဘာလို့ညာတော့တွေးမလားဒါမှမဟုတ်ကျွန်တော်အကြမ်းမြင်နေရတယ်သိနေရတယ်ဆိုတော့ကျွန်တော်တို့ အဲ့ဒါကို energy လို့သုံးလာပေါ့နော်အဲ့တော့ energy ဆိုတာကစိတ်မဆိုင်ရာအတွက်အရေးကြီးဆုံးသော energy တစ်ခုကိုထည့်လို့ပြောပါကျွန်တော်တို့ကအကြည်ဓာတ်စိတ်အကြည်ဓာတ်ဟာစိတ်ရဲ့ power အင်အားပဲစိတ်ကြည်ရင်အရာရာအားလုံးကိုဖြည့်ဆွနိုင်တယ်အရာရာအားလုံးကိုပြီးမြောက်နိုင်တယ်အရာရာအားလုံးကိုဖြစ်နိုင်တယ်အဲ့တော့စိတ်အကြည်ဓာတ်ကကျွန်တော်ခန္ဓာကိုယ်မှာ positive thinking တွေကနေရလာတဲ့အကြည်ဓာတ်ဆိုတာလည်းရှိသလိုကျွန်တော်တဘာဝပြီးတဲ့ ဓာတ်ကြီး၄ပါးနဲ့ဖွဲ့စည်းဖြစ်ပေါ်လာတဲ့เนาะပထဝီတေဇောဝါယောအာဘောเนาะအဲ့အကနေဖြစ်ပေါ်လာတဲ့မြင်းရေလေးမြေအဲ့ဒီအကနေဖြစ်ပေါ်လာတဲ့ energy တွေကလည်းကျွန်တော်တို့ရဲ့ mind မှာလာပြီးမှအကျိုးသက်ရောက်မှုရှိအဲ့တော့ကျွန်တော်တို့ဒီအယမ်းနေမွန်းကျက်လာပြီးအယမ်းနေစိတ်ထွက်ပေါက်တွေမင်းလာပြီးအယမ်းနေကုကုကိုဘာမှမသိတော့ဘူးဆိုတဲ့အချိန်မှာကျွန်တော်တို့အခုကျွန်တော်တို့ဆက်သွယ်ထားတဲ့အရာတွေကိုခဏလေးဖျက်ချကျွန်တော်တို့မှာ gain နေတဲ့ဖုန်းတွေခဏလေး ဒါကျွန်တော်ကျွန်တော်တို့သုံးနေတဲ့အရာတွေကျွန်တော်တို့တွေ့နေတဲ့အရာလေးတွေအားလုံးနဲ့ဆက်တွေ့ခဏဖြတ်ပြီးမှကျွန်တော်တို့တဘာဝတရားနဲ့ခဏလေးထိတွေ့ဖို့လိုအပ်တယ်။အဲ့တော့အကောင်ဆုံးအချိန်တွေကဘယ်အချိန်တွေလဲဆိုတော့ညပိုင်းတိတ်ဆိတ်နေတဲ့အချိန်သုံးဖို့ကျွန်တော်မနက်ပိုင်းပေါ့နော်။မနက်ပိုင်းလင်ကနေဖြစ်ပေါ်လာတဲ့လီပီပေါ့နော်။လီအေးလေးတွေကိုရှူရှားရတဲ့ဟာကျွန်တော်တို့ဘောင်ဖာဝါနဲ့ energy ကိုတိတ်ကိုတိုးတက်စေတယ်။အဲ့တော့ကျွန်တော်ခဏနေမုန်းချက်နေပြီးကိုကိုကို အရင်နေပင်ပန်းနေပြီထင်ပြီဆိုလို့ရှိရင်တိပါငါတဘာဝတရားနဲ့ထိတွေ့ရတော့မယ်အဲ့ဒီမှာကျွန်တော်တို့ဘာလို့လဲဘာလို့လို့ရလဲချို့လူတွေတောင်တက်တာတွေရှိတယ်ဟုတ်လားချို့လူတွေဆိုရင်ဘာလို့တာရှိတယ်เนาะဒီတစ်မင်စင်းဆိုတဲ့နေရာလေးထဲမှာသွားပြီးမှတယောက်တည်းထိုင်တာရေပြင်းသားမှတယောက်တည်းထိုင်တာဒီရဲ့ခုနပြောတဲ့ energy တွေပေါ့နော်တောတော့အနေဖြစ်ပေါ်လာတဲ့ဟိုကစိတ်စမ်းချောင်းရည်တွေကနေဖြစ်ပေါ်လာတဲ့ energy ငြိမ်းချမ်းမှုတွေကျွန်တော်တို့ကယူလာ အဲ့တော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့မှာအကြည်တဲ့ဆိုတဲ့အရာလည်းတဖြည်းဖြည်းကိန်းလာတယ်အဲ့တော့ကျွန်တော်တို့ power တူရတူရကိုပဲဆွဲယူရတဲ့သဘောသဘာဝကိုကျွန်တော်တို့မှာရှိပြီးသားရှိပြီးသားဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာဖြစ်ပေါ်စေခုနလိုလားတောင်းတတဲ့ကျွန်တော်တို့အကြည်တဲ့ကိုရှာတဲ့အခါမှာကျွန်တော်တို့အကြည်တဲ့ကိုရှာတယ်ဆိုပြီးမှဘာဖြစ်လဲတော့ပြောစရာတွေဘာတွေကလတ်တွေတကယ်ကြီးနဲ့တောက်စားပြောပါဒါဟာအကြည်တဲ့မဟုတ်ဘူး ခဏတာပျော်ပါခြင်းပဲအဲ့တော့ရေရှည်ပျော်ပါခြင်းဆိုတဲ့အရာကိုကျွန်တော်ခန္ဓာကိုယ်မှာအတွင်းထဲထိ mind ထဲထိဖြစ်ဖို့လို့ရှိရင်ကျွန်တော်ခုကပြောဆိုဘာဝတောတောင်းနေနေကျွန်တော်တို့ထိတွေ့ဖို့လိုတယ်အဲ့တော့တယောက်တည်းဖြတ်တန်းဖို့လိုတယ်တယောက်တည်းပေါ့နော်ကျွန်တော်တို့ခုနကပြောတဲ့အခုလိုစိတ်ရှုပ်စေတဲ့အရာတွေနဲ့ခဏလေးဖြစ်ပေထားပြီးမှတယောက်တည်းကိုယ့်ကိုယ်ကိုပြန်လဲသုံးသက်တာညာပိုင်းချိန်ချာတွေမှာကိုယ့်ကိုယ်ပြန်လဲသုံးသက်တာနောက်ကိုယ့်ကိုယ်ပြန်မေးတာကျွန်တော်တို့ တော့တူတူလစ်တွေရေးတာဒါမှမဟုတ်ကျွန်တော်တို့ဒဏ်ရာရင်လေးတွေရေးတာပဲကျွန်တော်တို့ကလုပ်တင်တယ်ဒါဟာပါလဲဆိုတော့ကျွန်တော်တို့တဘာဝတရားနဲ့တည်တွေ့တာပေါ့နော်အဲ့တော့လွှင့်ချင်တာကတော့ အကောင်းဆုံးစိတ်ထွက်ပေါက်တွေမဲ့ပြီဆိုရင်ဘာလို့လုပ်ရလဲတဘောတရားနဲ့ဘယ်လိုထိတွေ့မလဲရေချိုးတာဟလာကျွန်တော်တွေရေကူးတာသို့မဟုတ်ကျွန်တော်တို့တောတောင်နဲ့ဘက်ကိုကျွန်တော်လမ်းလျှောက်တာညနေခင်းဘက်လေးမှာလေးအေးလေးဘုံမှာကျွန်တော်ရှူရှိုက်တာမနေ့ခင်းမှာကျွန်တော်လမ်းလျှောက်တာဘယ်ပြအဲ့လိုအားတွေကကျွန်တော်တဘောဝတရားနဲ့ထိတွေ့တာပေါ့နော်တချို့လူတွေဆိုလို့ရှိရင်တဘောဝတရားကြီးရှိတဲ့နေရာတောတောင်နဲ့ရှိတဲ့နေရာမှာအိတ်လေးတွေစောက်ထားတယ်အိတ်လေးတွေနဲ့နေရတယ်ပေါ့နော်သွားကြတယ်ရှာကြတယ်ပေါ့ ော့ဒါဟာဘာလို့တာလဲဆိုတော့သဘာဝတရားကြီးတွေကဖြစ်ပေါ်လာတဲ့ energy ကိုယူတာ energy ကိုယူတဲ့အချိန်မှာအဲ energy ရလာတဲ့အချိန်မှာကျွန်တော်တို့ရဲ့လုံနိုင်စွမ်း၊ခိုင်နိုင်စွမ်းကျွန်တော်တို့ဖန်တီးနိုင်စွမ်းတွေဟာစတဲ့တဘူပို့ပြီးမှတိုးတက်လာတာပြောင်းလဲလာတာကိုကျွန်တော်တို့တကယ်လုပ်တဲ့လူတိုင်းဟာသိတယ်ပေါ့နော်အဲ့တော့ positive thinking နဲ့ပတ်သက်လာပြီးကျွန်တော်တို့အကောင်းမြင်စိတ်တွေနဲ့ပတ်သက်လာပြီးဆိုရင်ဘယ်ကနေဖြစ်ပေါ်လဲဒီရဲ့သဘာဝကနေဖြစ်ပေါ်လာတဲ့ငြိမ်းချမ်းမှုကနေအေးချမ်းမှုအစိတ်ကြီးတက်ကနေဖြစ်ပေါ်လာတဲ့သဘောလေးတွေရှိတယ်ပေါ့နော်အဲ့တော့ဒါတွေကို design နဲ့ပတ်သက်ပြီးမှသဘောတရားနဲ့စိတ်ကြမ်းမကြီးအရင်ကောထောက်ကူပြုတယ်အဲ့တော့ကျွန်တော်တို့ကယူသုံးတက်ဖို့ပဲလို့တယ်အဲ့တော့သဘောတရားရကျွန်တော်တို့ကလကားပေးထားတာဒါပေမဲ့ကျွန်တော်တို့ကယူမသုံးတက်လို့အာမရှိဘူးလို့ထင်တာ အဲယူမသုံးတက်လို့ခန္ဓာကိုယ်မှာဘယ်လိုပေါ် positive thinking နဲ့ပြန်ပြီးမှကိုယ့်ကို recover ပြန်လုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့မသိတာပေါ့เนาะဒါဟာဘာလို့လဲဆိုတော့ရှိတယ်လို့လည်းကျွန်တော်တို့မသိဘူးရှိတယ်လို့လည်းမလေ့လာတာပေါ့အဲဒါကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ဒါမှမဟုတ်ကျွန်တော်မယုံကြည်တာလည်းဖြစ်မယ်ပေါ့เนาะအဲ့တော့ခုနပြောတော့ကျွန်တော်တို့ manifestation နဲ့ပတ်သက်လာပြီးဆိုလို့ရှိရင်အကောင်းဆုံးကတဘောတရားကြီးရဲ့ အထောက်အကူယူရတဲ့အခါတွေလည်းရှိတယ်နော်။သဘာဝတရားနဲ့ manifestation လို့မှာစုညံနေတဲ့နေရာမှာဆိုဘယ်တော့မှ manifestation မရဟာ။ဟာလား။အဲ့တော့ခုနပြောတဲ့ကာလန်ဒေတာဆိုတဲ့ကံ့ညီမှုလည်းလိုသေးတယ်။သဘာဝတရားရဲ့ငြိမ်းချမ်းမှုသဘာဝတရားရဲ့အေးချမ်းမှုဖြစ်ပေါ်လာတဲ့တစဉ်ကြောင့် manifestation လို့အတွက်ကိုယ့်ဘာနဲ့ကိုယ်ပြန်ပြီးဆွေးငင်ယူတဲ့စိတ်ပန်းဆိုင်ရာရှုသိရှုထုတ်လုပ်နေတဲ့ကျွန်တော် meditation နေတဲ့အရန်ကိုရေးပါတာဖြစ်တယ်ပေါ့ဒီလိုရတဲ့ကန့်ကြီးမှလည်း manifestation တကူကအောင်ခြင်းမောင်ခြင်းနဲ့လည်းတတ်ဆိုင်နေပေါ့နော်အနေနဲ့အများကတော့ပေါ့နော် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အခုလိုကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆောင်းအောင်နှောင့်ပြတဲ့အတွက်အဲကျွန်တော်ပြောတဲ့ဟာနဲ့မရှင်းဘူးဆိုကျွန်တော်ပြန်လည်းမေးလို့ရပါတယ်ဗျဟုတ်ကဲ့ပါ